ပကိုးတိုင်းနောက်ချမ်းပြည်မျိုးနယ်ထဲမှာလူမှုကွန်ရက်အသုံးပြုသူအမျိုးသမီးတအူးအပါအသုံးဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။လူမှုကွန်ရက်ဆာမျက်နှာကနေလှုံ့ဆော်တာဝါရဖြန်တာတွေလှုပ်ဆောင်နေဆိုပြီးပြည်မျိုးရပဲရက်ကွန်မှာနေထိုင်သူစုစုမင်းထက်ကိုဇွန်လ18ရက်နေ့နနက်10:00နာရီခန့်ကဖမ်းဆီးအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။အလားတူပဲဇွန်လ20ရက်နေ့ကလည်းပြည်မျိုးရပဲရက်ကွက်နေထိုင်သူကောင်းထက်ခဟိုတာနဲ့တရက်ကွက်ထဲနေထိုင်သူခင်တော့ဝေတို့ကိုလည်း လူမှုကွန်ရက်အသုံးပြုလုံဆော်ဝါဒဖြန့်နာတွေလှုပ်ဆောင်နေဆိုပြီးဖန်ဆီးခဲ့ပါတယ်။ပြည်မျိုးမှာကတော့သူတို့ကိုစန့်ကျင်တာသူတို့ကိုမကြိုက်ကြောင်းတခုခုရေးတာတွေကို online ကနေစောင့်ကြည့်ပြီးတိုင်တဲ့သူဖန်ခိုင်းသူ သတင်းပေးတွေက တော်တော်များတယ်။သတိထားသုံးဖို့လိုတယ်လို့မြို့ကအမျိုးသားတအူးကပြောပါတယ်။အဲ့ဒီတအူးကိုတော့ပြီးအမှတ်နှစ်မြို့မှာရဲစခန်းမှာဖန်ဆီးအမှုဖွင့်ထားတာဖြစ်ပြီးဇွန်လတလတဲ့တအူးဖန်ဆီးခံခဲ့ရတာလို့ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ပြည်မျိုးမှာစစ်ကောင်စီထောက်ခံသူနဲ့လက်အောက်ခံအဖွဲ့အစည်းတွေက Telegram Channel တွေကနေတော်လှန်ရေးနဲ့ဆက်ဆက်သူလို့တန်တရားရှိသူလူမှုကွန်ရက်မှာရေးသားမိသူတွေအပြင်သူတို့နဲ့တဟဆာရမဖြစ်သူတွေကိုသတင်းပေးတိုင်တန်းဖမ်းဆီးခိုင်းတာတွေကိုစင်စစ်မပြတ်ပြုလုပ်နေကြပါတယ်။